1989ခုနှစ်ဟာစနေသားသမီးမိတ်ဆွေတွေအရှားသောနေသားတွေအတွက်ကိုမိတ်ဆွေတို့ဟာလူကတစ်ထွာလောက်ကြိုးစားရင်ကိုတထောင်လောက်အောင်မြင်မဲ့နှစ်ဖြစ်တယ်အဲ့တော့သုံးလုံးတထောင်ဒီတွေဟာစနေတွေပေါ့1986ခုနှစ်မှာ89မှာစနေတွေဟာကိုကတထွာလောက်ကြိုးစားရင်ကိုတထောင်လောက်ရောက်မဲ့နှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဟာဒီနှစ်မှာဘာကိုဖြစ်ဖြစ်လုံရဲကန်ရဲလုံနိုင်စွမ်းရှိဖို့လိုအပ်တယ် လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ကိုကနည်းနည်းလေးစူးစမ်းရင်ကိုအများကြီးအောင်မြင်မယ်နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့လုံရဲကန်ရဲဖြစ်တဲ့နှစ်ဖြစ်တယ်လုံရဲကန်ရဲကိုလည်းလိုအပ်သောနှစ်ဖြစ်ပါတယ်သို့တော့ငွေကြီးနဲ့ပတ်သက်ရင်ငွေကြီးနဲ့ပတ်သက်ရင်ဝင်ငွေဟာထွက်ငွေကဲ့သို့ဖြစ်နေတတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်ဝင်လေထွက်လေကဲ့သို့ဖြစ်တတ်တဲ့အတွက်စနေရီယာ1389မှာငွေကြီးနဲ့ပတ်သက်ရင် လက်ထဲထားတာမျိုးထက်ဇာငယ်ကိုအပ်ရင်အပ်တာဇာကိုမအပ်ထားခြင်းရင်လေတခုခုကိုယင်းဤလှုပ်ဆောင်မှာစနေဒီဟာ1989မှာငွေကြီးနဲ့ပတ်သက်ရင်တော့ဝင်တော့ဝင်တော့အောင်တော့အောင်မြင်နေမယ်လက်ထဲမှာပြစရာမရှိတော့နဲ့ပြစရာမရှိတော့ဆရာအိမ်မီးလောင်သွားတယ်အဲ့ဒါလည်းပြောင်းသွားတာဘောနော်ဆိုတော့အဲ့ဒါလည်းအပြောင်းလဲဖြစ်ခဲ့တာပဲလေနော်ဘာပဲဖြစ်ဖြစ်တတ်ကျိုးရင်လက်ထိုးလော်ရတာပေါ့အဲ့တော့စနေဒီဟာ1989ခုနှစ်ထဲမှာဆိုရင် ဘာကိုဖြစ်ဖြစ်ငွေကြီးနဲ့ပတ်သက်ရင်လက်ထဲထားတာထားတကုတ်ကုတ်ကိုရင်းနှီးလှုပ်ဆောင်မှာရဲဝံကြိုးစားဆောင်ရွက်ပါအောင်မြင်ချင်းတိုးတက်ခြင်းနဲ့အစဉ်ပြေမှုတွေကိုရရှိလာလိမ့်မယ်ဘလောက်ပဲကံညံ့ငယ်ညံ့ငယ်စနေနေ့ဟာ1989ခုနှစ်ရဲ့ကံဟာအထောက်အကူဖြစ်စီမှာအသေးစားပဲဖြစ်တဲ့အတွက်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုစတင်တိဆောက်တဲ့မှန်ရန်အတွက်ကြိုးစားရန်အတွက်အောင်မြင်ရန်တိုးတက်ရန်လမ်းစာပွင့်သောကာလဖြစ်တဲ့ ဒေချာပါတယ်2025 April ကျော်တော့မေကျော်ရင်ကိုဒိဋ္ဌာကံကောင်းမှုတွေပဲကိုဂျင်းတေပေါ့ရရှိမယ်အဲ့ဒီမေလာကျော်ရင်ယာရုလုပ်ငန်းနဲ့ပတ်သက်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရနိုင်တယ်နေရာထိုင်ခင်းနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲအပြောင်းရွှေ့လေးတွေကြုံရနိုင်တယ်အဲနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာလေးတွေအကျိုးပေးစေတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့တာသမီကိစ္စလေးတွေကြောင်းမိသားစုကိစ္စလေးတွေကြောင်းအထက်လေးတီတီအဆရှိတဲ့ကိစ္စလေးတွေကြောင်းနေရာထိုင်ခင်းအပြောင်းလဲကိစ္စလေးတွေကြောင်းငွေကြေးနဲ့ပတ်သက်ရင်ငွေဟာမ မြဲသောနှစ်ငွေကြီးနဲ့ပတ်သက်ငွေဟာကိုနဲ့ကောင်းတဲ့ပန်းလိုပဲအကျွေးစီလိုဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲအောင်တော်တော်ကိုထိန်းသိမ်းသိမ်းစုဆောင်ရမယ့်ကာလဖြစ်တယ်။ငွေမြဲစီရန်အတွက်တော့အထောက်ဖြစ်စီရန်ရည်ရွယ်လေးပြောပြပေးပါမယ်။စနေသားသမီးများခင်ဗျာ1368ခုနှစ်တွင်မှာငွေကြီးမြဲစီရန်အတွက်ဆိုရင်ဆရာပြောပြပါမယ်။ဆရာတို့ဂတ်တုဆရာလေးတစ်ခုရှိတယ်။ ဓာတုစာရွက်ကလေးကိုဆရာတို့ကနှစ်ပေဆိုနှစ်ပေနှစ်လက်မဆိုနှစ်လက်မပေါ့ဒါကဓာတုစာရွက်ဆိုဒါကနှစ်လက်မဆိုရင်ဒီဘက်ကလည်းနှစ်လက်မအလျားလည်းနှစ်လက်မအနံလည်းနှစ်လက်မနှစ်လက်မနှစ်လက်မလေးရေးလိုက်ပါရေးပြီးသွားလို့ရှင်ဆရာပြရမယ်နော်ကဲ1989年ဒီမှာငွေမြဲစီရန်အတွက်ဆိုရင်စနေလေးဟာမိတ်ဆွေများခင်ဗျာ ဒါကလည်းနှစ်လက်မှာဒါကလည်းနှစ်လက်မှာတူညီသော site ရှိရပါမယ်တူညီသော site ရှိတဲ့နေရာမှာဆရာတို့ကအဲ့ဒီထဲမှာမှဆရာတို့ဒေါင်လေးတစ်ထောင်ဆွဲလိုက်ပါဒေါင်မှန်စုကံလေးတစ်ခုပုံလေးဆွဲလိုက်ပါဒီမှာဆရာတို့ဒေါင်မှန်စုကံလေးပုံလေးတစ်ခုဆွဲလိုက်ပါဒီမှာဒေါင်မှန်စုကံလေးပုံလေးတစ်ခုဆွဲလိုက်ပါ ဘာမှရေးစရာမလိုပါဘူးဒါလေးကိုဒီလိုပုံစံလေးကိုပလတ်စတစ်လေးလောင်းလိုက်ပါပလတ်စတစ်လေးလောင်းပြီးမိတ်ဆွေရဲ့ပတ်စာရည်ထဲမှာစောင်းထားပါငွေမြဲပါတယ်ခင်ဗျဘာမှမခတ်ဘူးเนาะဆရာပြီးတဲ့ရေတွေဟာဆရာငယ်ပြီးတဲ့ရေတွေတွေကလွယ်လွယ်နဲ့ထိထိရောက်စီတဲ့ရေတွေဖြစ်ပြီးတော့အင်မတန်လဲအစွမ်းထွက်စီတွေပါတယ်ဟုတ်ဆိုတော့ဒါကလည်းနှစ်လက်မှနှစ်လက်မှလားနှစ်ပေးလားဒါကနှစ်လက်မှပေါ့เนาะနှစ်လက်မှဆိုတော့ စနလမတပိ3မီတကိုက်ဆိုတော့ဟုတ်ပြီစနလမတပိဆိုတော့ဒါလေးကနှလမဒါလေးကနှလမနှလမကိုဒီလို3ဒေါမန်စုကလေး4ဒေါမပုံလေးတစ်ခုဆွဲလိုက်ပါတစ်ဖက်ထဲမှာပါဒါပြီးတဲ့အခါစေလို့ plus 6လေးလောင်းလိုက်ပါ plus 6လေးလောင်းပြီးမိတ်ဆွေရပတ်စံ A အတွင်းမှာစောင့်ထားရင်ကိုငွေမြဲစီတာအသေးကြပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်ခင်ဗျအဲ့တော့စနေသားသမီးမိတ်ဆွေများဟို1388ခုနှစ်အတွင်းမှာမိတ်ဆွေတို့ဟာဒီနှစ်တာတော့အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ ငွေကြီးနဲ့ပတ်သက်လာတဲ့အခါငွေမြဲဖို့အတွက်လည်းရေရရသွားပြီဆိုလိုတာကဒီနှစ်တည်းမှာသတိထားစင်ကြီးရမှာတော့ဆက်ပစ္စည်းရင်နဲ့ပတ်သက်တာလေးတွေတော့ညံ့ပါတယ်စနေသားသမီးတွေထို့အပြင်ညီကိုမောင်နှမကိစ္စလေးတွေဆွေမျိုးသားချင်းများအိမ်မလာရလို့ဆိုင်းပုတ်တက်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ထောင်ရဲ့68ခုနှစ်အတွင်းမှာစနေသားသမီးများဆွေမျိုးသားချင်းကိစ္စအပေါင်းငယ်မိတ်ဆွေကိစ္စညီကိုမောင်နှမကိစ္စလေးတွေမှာတော့သူတို့ကြောင့်ငွေကုန်ကြေးကြလေးတွေများရတတ်တယ်ဆက်တူလုပ်ငန်းလေးတွေမှာသတိထားစင်ကြီးရလိုအပ်ပါတယ်ဒါအပြင် အမျိုးသမီးများအနေနဲ့ကျန်းမာရေးနဲ့ပတ်သက်လာရင်အသွေးအသားနဲ့ပတ်သက်တော့ကျန်းမာရေးလေးတွေတတိထားရန်လိုအပ်ပါတယ်။ငကူကသွေးတိုးသွေးတက်ရှိတော့မိဆွေများတတိထားဆင်နေပြီလို့လိုအပ်ပါတယ်။အဆင်အမြင်နဲ့ပတ်သက်တာမျိုးလေးတွေအကြောကြောက်ကနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့တတိထားဆင်နေရန်လိုအပ်ပါတယ်။ဒါပေမဲ့1989မှာစနေတွေဟာ ငွေဝင်ရင်ကျမ်းမာရေးကောင်းပြီးငွေမဝင်ရင်ကျမ်းမာရေးညံ့တတ်တဲ့အတွက်ကြောင့်မလို့1989တွင်းမှာမိတ်ဆွေရဲ့အိမ်အောင်ဘတ်ဟာစနေဆိုရင်တော့ဖြင့်ငွေများများရှာရင်ကျမ်းမာရေးများများကောင်းမှာတော့ဆရာငယ်လို့ဖြစ်မှတင်တယ်နော်ဆရာငွေမဝင်ကျမ်းမာရေးညံ့ညလာတော့ငွေမဝင်ကျမ်းမာရေးကောင်းလာတတ်တဲ့အတွက်ဝင်ငွေနဲ့ထွက်ငွေဟာမိတ်ဆွေရဲ့ကျမ်းမာရေးပေါ်မှာမူတည်နေပါတယ်ခင်ဗျာနော်ဗတိစိတ်အောင်ငွေငွေပတ်စံပတ်စံဆိုပြီးစိတ်မနေနဲ့ဘူးနော်ကောင်းပြီဆိုတော့သူ့အပြင်မိတ်ဆွေ1989ခုနှစ်အတွင်းမှာ စနေသားသမီးမိတ်ဆွေများကျမ်းမာရေးနဲ့ပတ်သက်ရင်အသွေးသားနဲ့ပတ်သက်တာလေးတွေးတိုးတွေးတက်တဲ့ပတ်သက်တာလေးဒီမှာတတိယစီနေရန်ပြုမူပြန်လိုအပ်သောနှစ်ဖြစ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပါစေ။ဒါအပြင်စနေသားသမီးမိတ်ဆွေတွေကဒီနှစ်တာတော့ဒီမှာရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေညံ့ပါတယ်။ငွေကြီးနဲ့ပတ်သက်ရင်ရှိတာငားတာလေးဒီမှာတတိယစီနေမှာ ဆွေမျိုးသားချင်းကိစ္စညီကိုမနှမကိစ္စဆက်ပစ္စည်းကိစ္စယင်ကိစ္စဆက်တူကိစ္စလေးတွေစာချုပ်စာတမ်းကိစ္စလေးတွေမှာတတိထဆင်ရင်လှုပ်ဆောင်ရင်လိုအကြောင်းထပ်လောင်းပြောလိုပါတယ်ဂျန္နာခဘာမှမညံ့ပါဘူးကိုကတစ်ထွာလောက်လို့ရင်တထောင်လောက်အကျိုးပေးမယ်နှစ်ဖြစ်ပါတယ်ဒါအပြင်1388ခုနှစ်ပြီမှာစနေဒီဟာယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးတွေပေါ်လာတာမျိုးယာရုတက်တာမျိုးတွေဂျုံကတက်တယ်ငကိုကသာသမီမရသူတွေသာသမီရရှိတက်ပါတယ်သာသမီနဲ့ပတ်သက်ပြီးတော့ ဒါသမီးထုံကားသောနှစ်ဖြစ်ပါတယ်အဖွဲစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမိမိရဲ့အကြံစီတွေးခေါ်တွေကိုချပြပါအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်ပါတယ်ရွှေဝင်တတ်ပါတယ်အလှပရည်ရည်ရည်ထွက်ကုန်လုပ်ငန်းတွေ အထက်လူကြီးကြီးကဲနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်အမှုကိစ္စတွေအမွေကိစ္စတွေမှာရရှိစေနိုင်သောနှစ်ဖြစ်ပါတယ်ထို့အပြင်ထီကန်နဲ့ပတ်သက်လာတဲ့အခါမှာတော့ကန်တော့အရန်ကြီးဆန်းမှာတပုံတခေါ်ကြီးရောအရန်ကြီးမဆန်းမှာ ਨੇ အကျိုးပေးစီတော့ကဏ္ဍဟာဆိုရင်တော့ငါးကဏ္ဍတစ်ကဏ္ဍလေးကဏ္ဍဖြစ်ပါတယ်ဘာကိုလှုပ်လှုပ်စနေစနေချင်းတွဲလှုပ်တာမျိုးလေးတွေကမိတ်ဆွေတွေရကံကိုတိုးတက်နိုင်စီပြီးတော့ဂျာစာပရိသသမီးတွေရအကူကြီးအထောက်အပံ့ကိုရရှိတတ်သောနှစ်ဖြစ်ပါတယ်ဒါအပြင်စနေသားသမီးမိတ်ဆွေတွေကဒီနှစ်တာတော်တွင်မှာဆိုရင်တော့ခကြီးသွားကိစ္စအိမ်ရေးကိစ္စမိသ သားစုရဲ့ကိစ္စလေးကိုတိုင်ပင်လှုပ်ဆောင်တဲ့အခါမှာဗုဒ္ဓဘုရားသမီးတွေရဲ့အကူအညီကိုရယူပြီးဆွမ်းဆောင်ရင်တိုးတက်အကောင်းမွန်နိုင်သောနှစ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောလိုပါတယ်။ဒါအပြင်မိတ်ဆွေစနေသားသမီးတွေကဒီနှစ်တာတော်တွင်မှာလူငယ်တွေရဲ့အရှိရင်းနဲ့ပတ်သက်လာရင်တော့ အရှည်ရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးအရှည်ရင်းမှာငွေကုန်ကြီးကြအများရတာမျိုးအရှည်ရင်းနဲ့ပတ်သက်လာရင်စိတ်ထဲမှာတော့အနာစကလုံးလေးတွေအပြိုင်ဆိုင်ဖြစ်တာမျိုးလေးတွေတဦးနဲ့တူတယောက်နဲ့တယောက်တန်တရာအကြည့်တွေအထင်လွဲဆွဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဆန်နီရီယာဒီနှစ်တာတော့ဒီမှာယာယီပူဇာတွေပေါ်ရတာမျိုးလေးတွေကြုံရတတ်တယ်။သမီးကြီးသားများအဖို့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အဲလေတိုက်ရင်ယူနေတကယ်တူပဲတရားနဲ့တရားပြဿနာတွေစကနိုင်လူတာမျိုးလေးတွေအပြိုင်ဆိုင်လေးတွေပေါ်ဝါတက်တယ်သို့တော့ မိတ်ဆွေတို့စနေသားသမီးတွေကဒီနှစ်တာတော့တွင်မှာမိမိရဲ့ချစ်သူကြီးစားဟာတနင်္လာဆိုရင်တော့အိမ်တော်ပြူတာမျိုးလေးတွေသတိထားစင်ကြမှာမိမိနဲ့နဲ့ဆိုရှယ်မီဒီယာကနေကြီးစားဖြစ်တာမျိုးလေးတွေအရှိရင်နဲ့ပတ်သက်လာရင်အယုံကြီးလွန်လို့ငွေလိမ်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အရှိရင်နဲ့ပတ်သက်လာရင်လင်နာများများမယူပါနဲ့မရတာများများမယူပါနဲ့လို့ပဲဆရာကတဲ့မှာပါရစီခင်ဗျာဒါလေးတွေကိုတေချာပိုင်နိုင်ရရတဲ့ဆုံးဖြတ်ချက်လေးကိုချဖို့ဆရာကထပ်လောင်းပြောလိုပါတယ်ခင်ဗျာစနေသားသမီးမိတ်ဆွေတွေဟာ 1989ခုနှစ်ထဲမှာဘာကိုလှုပ်လှုပ်အကျိုးပေးစီတော့နေသားလည်းပြီးပြီအရက်အနေနဲ့ဆိုအကျိုးပေးစီတော့အယောင်ဟာအပန်းယောင်အဝါယောင်အဖြူယောင်အနီယောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စီပြီးတော့အကျိုးပေးတော့အရက်ဟာတော့အနောက်ဆူဆူရက်ဖြစ်ပြီးတော့စန်တီယာရက်ကတော့အရှိမြောက်တောင်ရက်ဖြစ်ပါတယ်အရာရာကိုမိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်တဲ့အခါ မြတ်စွာဘုရားမှာနန္တာကြီး၃ချက်ဆွဖြန်းပြီးတော့လူရာကိုပြောဆိုလှုပ်ဆောင်ရင် အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမယ်အဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဂုံတော်ပတိအနေနဲ့လောကဝိတုဆိုတော့ပတိဂုံတော်ကိုစိတ်ချင်းဖြင့်ပွားများခြင်းဖြင့်တနည်းကိုသုံးပတ်နှုံနဲ့စိတ်ဖြင့်ဆိုရင်လည်းတိုးတက်နိုင်သလိုအထက်လူကြီးကိစ္စအကြီးကဲကိစ္စလေးတွေအစင်မပြေဘူးဆိုရင်တော့တမ္မာတမ္ပုတ်တော်ပတိကို၁၂ပတ်၁၂ရက်တည်းရဲ့ဒိဋ္ဌံပြုပါကအစင်ပြေခြင်းတိုးတက်ခြင်းကြုံရနိုင်တဲ့ မိတ်ဆွေတို့အခမများဒီနှစ်ထဲမှာဆိုရင်ငါးလပိုင်းဆရာတို့အလေလောက်ရောက်တာနဲ့လဲကံကတိုးတက်ခြင်းနဲ့ကောင်းမှုခြင်းတွေကိုအင်္ဂလိပ်လိုမေးအလေလောက်ရောက်ရင်ကံကောင်းခြင်းတွေကိုကျင်းသိရရှိတယ်လို့တခါတလေမှာစန္ဒိသာသမီးတွေကိုဆရာစကားလက်ဆောင်လေးတစ်ခုပေးခြင်းပါလေဆရာတို့တခါတလေမှာကိုကိုကိုကံညံ့ပြီးထင်တာမျိုးစန္ဒိရတခါလေးမှာကိုလှုပ်တဲ့လောက်မအောင်မြင်လာတဲ့အခါမှာတိထားဖို့လိုအပ်တာတစ်ခုတော့ရှိပါတယ်ဒါကပါလဲဆိုတော့ကိုဟာကံကောင်းမှုတွေရရှိစေဖို့အတွက် ။တခါလေးမှညံ့တလို့ဖြစ်တာမျိုးကိုစိတ်တက်ကြသွားဖို့မလိုပါဘူး။ဆရာထက်မှကျမတယ်။ကံကောင်းမှုတွေရလာဖို့အတွက်တခါလေးမှကံလေးဟာညံ့မလို့လို့ဖြစ်သွားပြီးတော့သူများတွေကကံကောင်းနေပြီးကိုယ်ကညံ့တလို့လို့ဖြစ်နေပေမဲ့ကံကောင်းမှုတွေအကြီးအမားကြီးအခြားသူတွေရရှိလာမှာဆိုတာကိုမမေ့ပါနဲ့။ဒါကြောင့်မလို့လူတယောက်ဟာဘလောက်ပဲညံ့တော့မယ်ညံ့တော့မယ်ထင်နေထင်နေဒါဟာ အညံ့နေပြီးရင်ကြီးမားသောအောင်မြင်မှုရရှိမယ်။မုံတိုင်းမလာခင်လေပြည်ကလေးတွေလာတတ်တာထုံးစံပဲဖြစ်တဲ့အတွက်ကြောင့်မလို့ခရောင်းလမ်းကိုဖြောက်ရတဲ့အခါမှာလေရဲရဲဝံ၆ပါးဒါဆိုရင်သူများတွေထပူမူတာလွန်ပြီးတော့ကန္တရရဲ့အထောက်အကူတွေရရှိတတ်ပါတယ်။မေတ္တာများများပို့ပါမေတ္တာသည်စနေသားသမီးတွေရဲ့အစွမ်းထက်သောကံကောင်းခြင်းဖြစ်တဲ့အတွက်ခုနှစ်ရာသားခုနှစ်ရာသားသမီးတွေ32ပုံတွင်ရှိကြတဲ့သူတွေခင်မွန်းကြီးဆယ်ပါးတွေကိုမေတ္တာများများပို့ပါ ဘာလို့လို့စနေသားသမီးတွေဒီနေ့တည်းမှာခက်ခဲနေပြီဆိုရင်တော့ဖရာတရားတန်ခါဆိုတဲ့ယန္နာ၃ပါးအပေါ်မှာ ဖြစ်စီမိဘဆရာသမားအပေါ်မှာဖြစ်စီမိမိအတွက်ခင်မွန်းကြီး၁၀ပါးအပေါ်မှာနှုတ်အားဖြင့်ဖြစ်စီစိတ်ကတော့ထိမချုပ်နိုင်ဘူးမပြောတော့ဘူးကာယကံနဲ့ဖြစ်စီဝစီကံနဲ့ဖြစ်စီတခုခုပြင်မထားတာရှိတဲ့အတွက်ညစဉ်ညတိုင်းမှာဖရာအနန္တအနန္တ၅ပါးနဲ့တကွာ ခွန်ခင်မွန်ကြီး၁၀ပါးကိုရှင်ခိုးပြီးတော့ရှေးလန်းနှစ်ဥတရာအောင်လူဆိုတဲ့ဖြီးချင်း၅ပါးနဲ့နေ့စဉ်ကတော့ပြီးအိတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကံကောင်းမှုတွေရရှိစေမှာအတေရာပဲဖြစ်ကြောင်းဆရာက ပြောကြားလိုက်ပါရစေခင်ဗျာဆိုတော့1368မှာစနေလီဟာဇဘူဒိတ်နမိတ်ဆောင်အောင်ခေါင်းမွန်လာမှာအတေရာပါပဲဘလောက်ပဲညံငယ်ညံငယ်ဒါလေးကိုဆရာကပြောလိုပါတယ်1368မှာဇနီသားသမီးမိတ်ဆွေတွေအနေနဲ့ 2025ဟာကို1389ဟာပေါင်78 78ကျော်တက်နေချင်းနဲ့ပေါင်9ဖြစ်တဲ့အတွက်နဝင်းနဲ့လည်းဖြစ်တဲ့အတွက်တော့ဘာကိုလှုပ်လို့အပြည့်အစည်ပတ်မှာများများဆဆတိုးတက်နိုင်အပြည့်အစည်ပတ်မှာဆိုရင် အများများဆဆမဆုံးဖြတ်ပဲနဲ့အပြည့်အစည်တွေထင်းဝမှုတွေကြုံရင်တတိထားဆင်ကျင်တင်ပြီးတော့အဲကောင်းမွန်မှုတွေကိုများများလုပ်ပါမကောင်းတဲ့အရာတွေမှာ အဖြစ်တန်ပြီးတော့ခြုံငုံပြောရရင်ကောင်းတဲ့အရာတွေမှာတော့နည်းနည်းလေး အပြတိုးတက်မှုအားနည်းစီတာကတော့ဝိမု ക്തി ခေရဲ့သဘောအစုတ်ခေရဲ့သဘောဖြစ်တဲ့အတွက်ကြောင့်မလို့ဘာကိုလှုပ်လို့ကိုကိုကိုနံပါတ်1ကလိပ်ပြတ်တန်အောင်လုပ်ဖို့လိုအပ်ပါတယ်နံပါတ်2ကတော့ကိုယ့်ရဲ့လုံရအပေါ်မှာကိုအဆိုးပြဖြစ်စေအကောင်းပြဖြစ်စေပြန်ခံစားရမှာအတေချာပဲဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့ဟာကံဆိုတာဟာပြုပြင်ပြောင်းလဲ၍မရသောအရာမျိုးတွေမှာကံလဲဖြစ်တယ်လို့ကြမ္မာဆိုတာလောက်ရဖြစ်တယ်အဲ့တော့ကံကောင်းခြင်းတွေရရှိစေဖို့အတွက်

ရှမ်းမိတ်ဆွေတွေဒါကတော့1389ခုနှစ်အတွင်းမှာဘယ်နေသားတွေအကျိုးပြီးဘယ်နေသားတွေကံကောင်းမလဲဆိုတာကိုဆရာကပြောပြပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီရပါတယ်1389ခုနှစ်အတွင်းမှာမိတ်ဆွေတို့အားလုံးအဆဆအရရာကံကောင်းပြီးတော့တိုးတက်နိုင်ပါစေခင်ဗျာ။ဟုတ်ပါဟုတ်ပါဆိုတော့ကျေးဇူးတင်ပါတယ်ဆရာငယ်အတုပါလေးလည်းယူဆိုင်ပါဆရာငယ်နာပေတယ်မေးချင်ရင်0939493416 7902904416ပါခင်ဗျာ ဒါပြင်မိတ်ဆွေတို့အနေနဲ့1389ခုနှစ်အတွင်းမှာအဲမိတ်ဆွေတို့အနေနဲ့ကံကောင်းမှုတွေအလီလီရရှိပြီးတဲ့အခါဇာတ်တို့ခုနှစ်ရသားခုနှစ်ရသားသမီးအားလုံးလည်းဘေးပညာတွေမှန်သမျှဝေးကွာကြပါစေ။ဒါအပြင်အဆက်ဆက်ရအောင်မြင်တိုးတက်ကြပါစေ။